အားလုံးပဲမင်္ဂလာပါဗျ GDS channel ကနေပြန်လည်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ middleweight champion ကြီးဖြစ်တဲ့ Hanset Chima ရဲ့အနေနဲ့သူ့ရဲ့နောက်ထပ်ပွဲစဉ်မှာ Bay Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားရနိုင်တယ်လဲကျွန်တော်တို့ရဲ့ Rainier Director ဆိုတဲ့ Fighter ကြီးကရော Hanset Chima ရဲ့ကိုဘယ်လောက်ထိချိန်ချောက်မှုမျိုးပေးနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်အနေနဲ့စူးစီးတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့ပထမအဦးဆုံးဟန်ဆက်ချီမားရဲ့ဆိုတဲ့ fighter ရဲ့အကြောင်းကို ပြန်လည်သုံးသပ်ချင်ပါတယ်ဟန်ဆက်ချီမားရဲ့ဟာဆိုလို့ရှိရင်တော့ UFC အပွဲစီကို2020ခုနှစ်မှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်ကနေစပြီးတော့ယခုလက်ရှိအချိန်ထိပြည်သက်တွေကိုပွဲကောင်းပွဲချမ်းများစွာရှင်ပြိုင်ထိုးသက်ပြထားတဲ့ fighter ကြီးပဲဖြစ်ပါတယ်ဟန်ဆက်ချီမားရဲ့အနေနဲ့သူ့ရဲ့ UFC အပွဲစီမှာမတ်လောက်တားလောက်စရာပွဲစဉ်တွေကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အကြိုက်ဆုံးပွဲစဉ်ကတော့ ဂေဘဘန်းနဲ့ရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲဒီပွဲစဉ်ဟာဆိုလို့ရှိရင်2022ခုနှစ်မှာရှင်ပြိုင်ထိုးတက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့တော်တော်လေးကိုပြိသက်တွေကြားထဲမှာရေပန်းစားကြော်ကြားခဲ့တဲ့ဟန်ဆက်ချီမရဲ့ performance အကျဉ်းစားတစ်ခုကိုတွေ့ရှိခဲ့ရမှာပဲဖြစ်ပါတယ်။ ဲ့ဒီပွဲစဉ်မှာတွေကစပြီးတော့ကျွန်တော်အနေနဲ့ဟန်ဆက်ချီမရဲ့ဟာလေးတိုက်ပဲကြံတက်တဲ့ fighter 2မဟုတ်ဘဲနဲ့အမှန်ကန်ပွဲကြံတက်တဲ့ fighter တစ်ယောက်ဖြစ်တဲ့အကြောင်းမကြခင်အချိန်အတွင်းမှာ champion တူဖြစ်လာနိုင်တဲ့ဆိုတဲ့အကြောင်းကိုချုပ်တင်ပြီးတော့သတိထားမိခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ဟန်ဆက်ချီမရဲ့အနေနဲ့ခြားထဲမှာကျန်းမာရေးပြဿနာတွေ weight မချနိုင်တဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတာဖြစ်ပြီးတော့ဟန်ဆက်ချီမားရဲ့အနေနဲ့ချန်ပီယံဖြစ်ဖို့အတွက်ခွန်ရည်တွေကတော်တော်လေးကိုအလံဝေးသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုအလံဝေးသွားခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့2023ခုနှစ်မှာ UFC ရဲ့ Walter Weidman Champion ဟောင်းကြီးဖြစ်တဲ့ကမာရူအူစမန်နဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူဟာ သူငိုမူလထိုးတက်နေတဲ့ Walter Wade ကနေပြီးတော့ Middle Wade ကိုပြောင်းလဲရှင်ပြိုင်ထိုးတက်တဲ့ပွဲစဉ်ဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း Kamaru Usman ကိုအကျန်းစား performance အနေနဲ့အတူ Hanset Chima ရဲ့အနေနဲ့အနိုင်ယူရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့အဲ့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ခံမှန်းမိတာက Hanset Chima ရဲ့အနေနဲ့ Middle Wade မှာတကယ်စိန်ခေါ်မှုကောင်းကောင်း fighter တွေနဲ့ကြုံတွေ့လာနိုင်ခဲ့ရင်ကော သူ့အနေနဲ့မေရဝိတ်တန်းမှာစင်ပြေနိုင်ပါမလားဆိုပြီးတော့တွေးခဲ့သုံးသက်ခဲ့မိတာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးတွေးခဲ့သုံးသက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ န်ဆက်ချီမားရဲ့အနေနဲ့သူ့ရဲ့မေဒဝိတ်တန်းမှာအကျန်းစားပွဲစဉ်ကိုရောဘတ်ဝစ်တေကာနဲ့ရှင်ပြိုင်ထိုးသက်ပြီးတော့သူဟာမေဒဝိတ်တန်းမှာလည်းတကယ်ကိုချမ်းတဲ့ဖိုက်တာတူဖြစ်တယ်ဆိုတဲ့အကြောင်းကိုရောဘတ်ဝစ်တေကာလိုမျိုးအင်မတမကိုကြမ်းလှပါတယ်ဆိုတဲ့နဗန်းသမားတွေကိုဖြုတ်ပြပါတယ်ဆိုတဲ့ဖိုက်တာတူကိုဟန်ဆက်ချီမားရဲ့အနေနဲ့လေဗင်းညအနိုင်ယူသွားပြီးတော့ပထမချီမားရင်ပွဲသိမ်းပြသွားခဲ့တာကတော့သူ့ကိုချန်ပီယံကပ်စင်ခေါ်ခွင့်လုံးဝလက်ရောက်ပေးအပ်လိုက်တယ်လို့ပဲဖြစ်ပါတယ် ချန်ပီယံကပတ်စင်ခေါ်ခွင့်ရရှိသွားတဲ့အချိန်မှာဆိုလို့ရှိရင်လေကျွန်တော်အနေနဲ့စဉ်းစားမိတာကဟန်ဆက်ချီမိုင်းရဲ့အနေနဲ့သူဟာမက်ဒဝိတ်တန်ချန်ပီယံကြီးဖြစ်တဲ့အဲ့ဒီချိန်ကဒရီကတ်ဒူပလက်စစ်ကိုရောနိုင်ယူနိုင်ပါမလားဆိုတဲ့မေကွန်ကထပ်မံပြီးတော့ပေါ်ထွက်လာတာပဲဖြစ်ပါတယ်ဒရီကတ်ဒူပလက်စစ်ဆိုတဲ့ဖိုက်တာကတော့ပြည်သက်တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲတကယ်ကိုမက်ဒဝိတ်တန်မှာသူ့ရဲ့ထူးခြားစံပြတဲ့ထိုးသက်ပုံထိုးသက်နေကြောင်းနမဲကြီးတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့အနေနဲ့ ဝိတ်တန်းရဆိုရင်လည်းမေတ္တဝိတ်တန်းမှာအင်ပါဒမကိုလူကောင်ကြီးတဲ့ကစားသမားဖြစ်ပါတယ်။အဲဒီလိုမျိုးလူကောင်ကြီးတဲ့ကစားသမားတူကိုဟန်ဆက်ချီမားရဲ့အနေနဲ့ဝေါ်တဝိတ်တန်းကတက်လာပြီးတော့ရှင်ပြိုင်ထိုးသက်နိုင်ယူဖို့ဆိုတာဖြစ်နိုင်ပါမလားဆိုပြီးတော့ပရိသတ်တွေကရောကျွန်တော်ကိုယ်တိုင်ကရောမေးခွန်းထုတ်ခဲ့ကြပါပဲ။ပြီးခဲ့တဲ့ ဟန်ဇက်ချီမိုင်းရဲ့ Cricket to Blessed ရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်မှာဟန်ဇက်ချီမိုင်းရဲ့အနေနဲ့သူဟာတကယ်ကိုကျန်းတဲ့ Middleweight တန်း Champion တူဖြစ်တဲ့အကြောင်းကိုသက်သေပြသွားခဲ့ပါတယ် Cricket to Blessed လိုမျိုးလူကောင်းလဲကြီးပြီးကစားပုံလဲထူးခြားတဲ့ Fighter တူကိုဟန်ဇက်ချီမိုင်းရဲ့အနေနဲ့လုံးဝကို Control တိုင်းအပြည့်ယူပြီးတော့သူအားတရနဘန်းဂိမ်းမှာအမှန်ကန်တီးထုတ်ပြသွားတာကတော့တော်တော်လေးကို impress ဖြစ်ဖို့ကောင်းတဲ့ and all ကောင်းတဲ့ performance စွမ်းဆောင်ရည်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ဟန်ဆက်ချီမာရဲ့အနေနဲ့အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာသူ့ရဲ့နောက်ထပ်ပြိုင်ဘက်ကဘယ်ဖိုက်တာဖြစ်လာနိုင်မလဲသူ့အနေနဲ့ချန်ပီယံကပတ်ကာကွယ်ပွဲမှာဘယ်လိုမျိုး performance အနေနဲ့ရှင်ပြိုင်ထိုးသက်သွားနိုင်တယ်လဲဆိုတာအခုချိန်မှာပရိသတ်တွေကအင်မတန်မကိုစိတ်ဝင်စားနေကြတဲ့ topic တခုလို့ကျွန်တော်အနေနဲ့ကတော့ယူဆမိပါတယ်ဟန်ဆက်ချီမာရဲ့အနေနဲ့ဖြစ်နိုင်တာတခုကတော့ဒီ UFC အဖွဲ့အစည်းကဟန်ဆက်ချီမာရဲ့ကို trigger duplex နဲ့ဒုတိယအချိန်မြောက် ပြန်လည်ပွဲတဲ့ဘေးဘိုကတော့ဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ယူဆမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Triget 2+6 အလင်းကမေဒဝိတ်တန်းမှာချန်ပီယံကပတ်ကိုထိမ့်သိမ်းပြခဲ့တာဖြစ်ပြီးတော့သူအနေနဲ့ကလည်းမေဒဝိတ်တန်းမှာတော်တော်လေးကို performance ကောင်းကောင်းနေရှင်ပြိုင်ထိုးသက်ပြထားတဲ့အတွက်ကြောင့်မလို့နောက်တစ်ကြိမ်ထပ်ပြီးတော့အခွင့်အရေးပေးမယ်ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အနေအထားတစ်ခုလို့ပြောရမှာပါ။ဒီဒီချိန်မှာဟန်ဆက်ချီမားရဲ့နဲ့ပြန်တွေ့မယ်ဆိုရင်တော့ Triget 2+6 အနေနဲ့သူ့ရဲ့ wrestling game ကိုအကောင်းဆုံးပြင်ဆင်လာဖို့လိုပြီးတော့ဟန်ဆက်ချီမားရဲ့လိုမျိုး fighter ရဲ့ အားနည်းချက်ကိုသူ့နဲ့ရအောင်ရှာဖွေတွေ့ရှိဖို့ကြိုးစားတော်ရမှာပဲဖြစ်ပါတယ်။ဟန်ဆက်ချီမားရဲ့အနေနဲ့ကဒီ MMA ဂိမ်းမှာသူ့ရဲ့အားနည်းချက်လို့အရင်တုန်းကပြောရမယ်တက်လုံမကောင်းတဲ့ပြဿနာကိုပြင်ဆင်ပြီးပြီပဲဖြစ်ပါတယ်။တက်လုံမကောင်းတဲ့ပြဿနာဆိုတဲ့နေရာမှာဟန်ဆက်ချီမားရဲ့အနေနဲ့၃ကြီထပ်ပို့ပြီးမကစားနိုင်ဘူး။၃ကြီအောက်မှာဆိုလို့ရှိရင်သူကပွဲသိမ်းပြနိုင်တဲ့၃ကြီထပ်မှာဆိုလို့ရှိရင်တက်လုံချသွားတယ်ဆိုတဲ့ပြဿနာကို ဂရိကတ်2 plus 7နဲ့ပွဲစဉ်မှာသူ့အနေနဲ့အကောင်းဆုံးပြင်ဆင်လာပြပြီးဖြစ်တာကိုပရိသတ်တွေအားလုံးလည်းတွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်ဆိုတော့ ဒရီဂက်2 plus နဲ့ဟန်ဆက်ချီမာရက်တို့ဒုတိယအကြိမ်မြောက်ထပ်ပြီးတော့တွေ့ဆုံရှင်ပြိုင်ထိုးတက်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ဟန်ဆက်ချီမာရက်ကိုပဲပို့ပြီးတော့အားသာမိပါတယ်။ဒါအပြင်ဟန်ဆက်ချီမာရက်အနေနဲ့ကလည်းဒီကြားထဲမှာအလကားနေနေတာမဟုတ်ပဲသူ့အနေနဲ့တောက်လျှောက်ဆိုတဲ့လိုမျိုး training လေ့ကျင့်ခန်းတွေဆင်းနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့နောက်ထပ်လိုအပ်ချက်တစ်ခုဖြစ်တဲ့ stand 5ပိုင်းမှာလည်းပို့ပြီးတော့အားကောင်းလာနိုင်ပါတယ်။ဆိုတော့ဒရီဂက်2 plus နဲ့ဟန်ဆက်ချီမာရက်တို့ဒုတိယအကြိမ်မြောက်တွေ့ဆုံတဲ့ပွဲစဉ်ဟာဒရီဂက်2 plus အနေနဲ့အင်ဇာကိုသာကြီးကြီးညံ့ညံ့မလုလာခဲ့ ဘူးဆိုလို့ရှိရင်တော့ Triget Duplexic ကထပ်ပြီးတော့ရှုံးပွဲတွေကြုံသွားဖို့ဖြစ်ရနိုင်ပါတယ်။ဆိုတော့ UFC အဖွဲ့အစည်းရဲ့ Middleweight တန်းမှာနောက်ထပ် Bay Fighter တွေကဟန်ဆက်ချီမရက်ကိုစင်ခေါ်လာနိုင်တယ်လဲဆိုတဲ့မေးခွန်းကိုတော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြောပြခြင်းပါတယ်။ Middleweight တန်းဟာဆိုလို့ရှိရင်လက်ရှိတလောဆယ်အခြေအနေမှာဟန်ဆက်ချီမရက်လိုတကယ်ကိုကျန်းတဲ့ Wrestler Grappler အုပ်ကိုနိုင်ယူနိုင်တဲ့ Fighter ဆိုတာလုံးဝကိုမရှိသလောက်ရှားနေတဲ့အနေအထားဖြစ်ပါတယ်။ ်နောက်ဆုံးအနေနဲ့ရှင်ပြိုင်ထိုးတက်ခဲ့ပြီးနိုင်ယူခဲ့တဲ့ Nasrin Amabov လို့ fighter မျိုးတော်မှဟန်ဆက်ချီမရက်ကိုအတိုင်းယူနိုင်ဖို့ဆိုရင်တော်တော်လေးကိုသူ့ရဲ့ ground game ဘက်မှာကြိုးစားသွားရမှာပါဒါပြင်ကျွန်တော်တို့ရဲ့နောက်ထပ်မျော်လင့်ချက်ဖြစ်တဲ့ Rainier Director ကိုတွားပြီးတော့ကြည့်လိုက်ကြအောင်ပါ။ ရိုင်းနီယာရိုက်တာနဲ့လက်ရှိလောလောဆယ်မှာသူ့အနေနဲ့အခုလာမယ့်အော်တိုဘာလာထဲမှာ Brandon Allen ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးသက်ဖို့ရှိပြီးတော့ဒီပွဲစဉ်ဟာဆိုလို့ရှိရင် Brandon Allen ကို Rainier Driver အနေနဲ့နိုင်ယူသွားနိုင်ခဲ့မယ်ဆိုလို့ရှိရင် Hanset Chimaev ကိုစိန်ခေါ်ခွင့်ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ Rainier Driver အနေနဲ့ကလက်ရှိလောလောဆယ်အချိန်မှာ UFC အပွဲစီမှာပွဲစဉ်၅ပွဲထိရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီထက်ကမှ၄ပွဲကိုပွဲသိမ့်ပြထားပြီးတော့ အချိန်တစ်နှစ်တာကာလအတွင်းမှာပွဲစဉ်၅ပွဲထိရှင်ပြိုင်ထိုးသက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Rainier Rider ရဲ့ဒီစွမ်းရင်ကလည်းကြောက်ခမန်းလေးလေးလို့ပြောရမှာပဲဖြစ်ပါတယ်။ဆိုတော့ Rainier Rider အနေနဲ့ Hanset Chima ရဲ့ရှင်ပြိုင်ထိုးသက်ခဲ့ပြီဆိုလို့ရှိရင်ဘာက Rainier Rider အတွက်အားသာချက်ဖြစ်မလဲ။ဘာကအားနည်းချက်ဖြစ်မလဲဆိုတာကျွန်တော်အနေနဲ့ဒီနေရာမှာအနည်းငယ်ဆွေးနွေးပြီးတော့တင်ပြချင်ပါတယ်။ပထမဦးဆုံးအနေနဲ့ Rainier Rider ရဲ့အားသာချက်တွေကိုကျွန်တော်အနေနဲ့အရင်ဆုံးပြောပါမယ်။ ရိုင်းနီယာဒရိုက်တာဟာပြိသက်တွေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေကျွန်တော်ရဲ့အမြင်အရပြောရမယ်ဆိုရင်ဟန်ဆက်ချီမိုင်းရက်ထပ်ပို့ပြီးတော့ဘရာဇီလီယန်ဂျူဂျစ်စုအပိုင်းမှာပို့ပြီးတော့ကောင်းတယ်လို့ထင်မြင်ယူဆမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရိုင်းနီယာဒရိုက်တာအနေနဲ့သူဟာ bottom position ရောက်သွားပြီဆိုရင်တော့မှအဲဒီကမှရုံးထွက်နိုင်တဲ့စွမ်းရည်ပြီးတော့အဲဒီကမှလည်းချုပ်ခွက်တွေပုံဖော်နိုင်တဲ့စွမ်းရည်သူ့မှာအပြည့်ရှိပါတယ်။ဒါပြင်ထပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ရိုင်းနီယာဒရိုက်တာအနေနဲ့ဒီ UFC ဖွဲ့စည်းရဲ့ middleweight တန်းမှာလူကောင်းတော်တော်လေးကိုကြီးတဲ့အနေထားရှိနေတာဖြစ်ပြီးတော့လက်တန်ပိုင်းရဆိုလို့ရှိရင်လည်း Rich က96လက်မတောင်ရှိနေတဲ့အတွက်ကြောင့်မလို့ Hanset Chima ရဲ့အထက် Rainier Rider ကနည်းငယ်ပို့ပြီးတော့တာတရားအနေထားရှိပါတယ် Striking ပိုင်းမှာဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းမှာ Kickle FC မှာအမှန်ကန်ရှင်းပြိုင်လစ်ချစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Rainier Rider အနေနဲ့သူ့ရဲ့ဒီ Striking ပိုင်းရော Ground Game ပိုင်းရောတဖြည်းဖြည်းနဲ့တိုးတက်လာတာကိုတွေ့နေရပါတယ် ဆိုတော့ wrestling မိုင်းမှာဆိုရင်တော့ Hansel Chima ရက်ကတားတယ်ဆိုပေမဲ့ Hansel Chima ရက်အနေနဲ့ Rainier Drider ကို wrestling gain နဲ့အနိုင်ယူဖို့ကြိုးစားမယ်ဆိုလို့ရှိရင် Rainier Drider ကပြန်ပြီးတော့ change ချမှုတွေပေးနိုင်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ Rainier အနေနဲ့ Hansel Chima ရက်ကို take down ပြန်လဲရယူနိုင်သလားဆိုတာကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာ Drinker Duplessis လို့ fighter တော်မှ Hansel Chima ရက်ကို take down ပြန်ယူနိုင်ခဲ့သေးရင် Rainier Drider လိုမျိုးခြေဆွဲကောင်းတဲ့ fighter တယောက်အနေနဲ့ Hansel Chima ရက်ကို ပြန်ပြီးတော့ take down မယူနိုင်စရာအကြောင်းမရှိပါဘူး။အဲဒီကမှတစ်ချိန်ချုပ်ကွက်တွေကိုပုံဖော်တဲ့နေရာမှာဆိုရင်လေ Rainier Drider အနေနဲ့ Brazilian Jiu-Jitsu ကိုဦးစားပေးပြီးတော့ကစားတဲ့ take down fighter တူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟန်ဇက်ချီမားရဲ့အတွက်ချင်းချောက်မှုအပြေကတော့ရှိနေတာပါ။ဟန်ဇက်ချီမားရဲ့ ရိုင်းနီယန်ရိုက်တာကအဲ့ဒီနေရာမှာအားနာချက်တလေရှိသလိုအားနည်းချက်တွေမှာဆိုရင်လေရိုင်းနီယန်ရိုက်တာကအနည်းငယ်အထနှီးတဲ့ဖိုက်တာဖြစ်ပြီးတော့ဟန်ဆက်ချီမားရက်ကတော့ပွဲဆဆချင်းမှာပဲတကယ်ကိုဝုန်းတိုင်းနဲ့ဆော့တက်တဲ့ဖိုက်တာဖြစ်ပါတယ်ဆိုတော့စောင့်ကြည့်ရမှာကရိုင်းနီယန်ရိုက်တာအနေနဲ့ဟန်ဆက်ချီမားရက်ရဲ့ဒီ wrestling game ကိုအသုံးချပြီးတော့ rainier director ကို submission လုံးလို့မရအောင်စ조사မယ်ပြီးလို့ရှိရင် stand 5ဘိုင်းမှာ Rainier Drider ကို Anatoly Malkin တီးလို့မျိုးရှင်းတီးနိုင်ခဲ့မယ်ဆိုရင်တော့အန်ဆက်ချီမာရကဂျိန်းဒီပေါ့နိုင်ရရှိနိုင်ဖို့အနေထားရှိပါတယ်အသက်ရွယ်ပိုင်းကဆိုရင်လဲ Rainier Drider နဲ့ဟန်ဆက်ချီမာရဟာတိတ်ပြီးတော့ကွာခြားတဲ့အနေထားမရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ဟာတကယ်တမ်းဖြစ်လာခဲ့မယ်ဆိုရင်တော့အင်မတန်မကိုစောင့်ကြည့်သင့်တဲ့ပွဲကောင်းပွဲချမ်းတစ်ပွဲဖြစ်တယ်လို့ကျွန်တော်တွေကတော့လုံးဝတထစ်ချယုံကြည်နေမိပါတယ်ပရိသတ်တွေအနေနဲ့က Rainier Drider နဲ့ဟန်ဆက်ချီမာရတို့ရှင်ပြိုင်ထိုးသက်ဖြစ် ်ခဲ့မယ်ဆိုရင်ဘယ်ဖိုက်တာကနိုင်ငံရရှိသွားနိုင်တယ်လဲဆိုတာကိုကောမန်မှာကျွန်တော်တို့အတူစုနေသုံးသပ်ရင်းခုန်ပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံဒီကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်